ကဘာအောင်ဖြည့်ဆည်းခဲ့မိတဲ့တရိတ်ဆန်လေးများနံပါတ်၁အနေနဲ့ကတော့ဖပြုတ်တွေပဲဖြစ်ပါတယ်တခါတော့ကအော်စီမှာကိန်းတုတ်လို့ခေါ်တဲ့ဖပြုတ်ကြီးတွေကိုအကောင့်တရာလောက်ဒီတိုင်းလွှတ်ပေးခဲ့ပါတယ်ယူရီချက်ကတော့ပို့တောင်မှလို့ခေါ်တဲ့တားလောင်းလေးတွေကိုအမြင့်ပြတ်စေခြင်းလို့ပါဒီပပျောက်တွေကဘာလာဒေါင်းလဲကောင်တွေဖြစ်ပြီးတော့ဘာကြွကြွေးစားတယ်ဆိုပြီးတော့နာမည်ကြီးပါတယ်။ဒါပေမဲ့ဒီပပျောက်တွေမစားတာတခုပဲရှိပါတယ်။အဲ့ဒါကတော့အခုနပြောတဲ့ပိုးတောင်မာတွေပါ။ ီပပျောက်တွေကခွေးစာ တော့မချမ်းလှူစားတယ်ဆိုပေမဲ့ဒီအကောင်လေးတွေကိုတော့လက်ဖျားနေတာမထီပါဘူး။အားကြောင့်ကြားကြလို့ရှင်ကြီးကိုအာကိုကမှရှင်ကြီးကကြားထက်ဆိုးနေပြီးတော့ပဝင်းကျင်ကိုစပြီးဒုက္ခပေးရတော့တယ်။အဲသူတို့လွတ်ပေးလိုက်တဲ့အကောင်တရားကနေစပြီးတော့မျိုးပွားလာလိုက်တာ အခုဆိုရင်အကောင်ကြီးတန်းနေရကြော်နေခဲ့ပါပြီ။နောက်ပြီးဒီပပျောက်တွေကအစိတ်ပြင်းတဲ့အထဲမှာပါပြီးတော့သူ့အစိတ်ကမိချောင်းတော်တည်တယ်လို့ဆိုပါတယ်။တကယ်တော့ဒါကပြဿနာမဟုတ်သေးပါဘူး။တကယ်ပြဿနာကတော့ဒီပပျောက်အကောင်ကြီးတန်းနေရာကြော်ကြီးကတွေ့သည်မအကုံလုံးကိုပတ်စားနေတာပါ။ တွေ့ကြရပါဇက်တဲ့ကောက်ထဲကြလုံးလို့တခြားတရိဆန်လေးတွေအတွက်တောင်စားစရာမကြံတော့တဲ့အထီးပဲဖြစ်ပါတယ်။နောက်ဆုံးစားစရာမရှိရင်အချင်းချင်းမှာတက်စားသေးတယ်လို့လည်းသိရပါတယ်။သူတို့မစားတာဆိုလို့တခုပဲရှိပါတယ်။အခုနလူတွေကြွေးတယ်ပိုးကောင်လေး။နမနေနေနေကတော့ယုံနေပဲဖြစ်ပါတယ်။ယုံနေကလည်းအကြီးတော့သာအညောင်အညောင်လို့ထင်ရပေမဲ့တခါတော့ကတော့နိုင်ငံတနိုင်ငံကိုပါဖျက်ဆီးခဲ့ပူပါတယ်။ဖြစ်စဉ်ကတော့ဒီလိုပါ။ဒီကောင်ကအင်္ဂလန်ကနေပြန်လာတဲ့လူတအူးကရုံးအကောင်20လောက်မွေးမယ်ဆိုပြီးတော့ဩစတြေးလျကိုခေါ်ချလာခဲ့ပါတယ် တရက်မှာတော့ဒီယုံတွေကိုခြံနှင်းလွတ်ထားရင်းကနေမတော်တဆအပြင်ကိုလွတ်ထွက်သွားခဲ့ပါတယ်။ရောင်ကောင်20လောက်လွတ်သွားတာကိုဗာများဖြစ်လို့လဲလို့ပဲထင်ရမှာပါ။ဒါပေမဲ့အဲ့ဒီအကောင်20ကနေပြီးတော့စပြီးတော့မျိုးပွားလာလိုက်တာတနည်းကျော်လောက်အတွင်းမှာတင်အကောင်ကြီးတန်းဘီလီယံလောက်ထိဖြစ်သွားခဲ့ပါတယ်။လူသားအုပ်ရေတောင်မှတကပါလုံးပေါင်းမှ7ဘီလီယံပဲရှိတာပါ။ ။အဲကြောင့်အော်စီသနိုင်ငံလုံးကိုယုံနေတဖြည်းဖြည်းကြီးစိုးလာခဲ့ပြီးတော့နောက်ဆုံးထိမ့်မနိုင်သိမ့်မရတွေပါဖြစ်သွားခဲ့ပါလေ။အင်းဒီလောက်ယုံနေမျိုးပွားနေရတဲ့အချက်ကတော့အော်စီမှာတော်ရင်တရိစံတွေရှားပါလို့ပါ။ဒီယုံနေကိုမဲလိုက်မဲ့တော်ရင်တရိစံတွေမရှိတာကြောင့်ယုံနေပဲဖြစ်ချင်တိုင်းဖြစ်နေခဲ့တာပါ။ယုံနေကဂယာစနစ်ကိုတော်တော်လေးဖျက်ဆီးစေတာကြောင့်နောက်ဆုံးမှာတော့လူသားတွေပဲအမဲလိုက်ခဲ့ရပါတယ်။အဲ့ဒီတော့ဆိုရင်လူတန်းစီနီးပါးယုံနေကိုအမဲလိုက်ခဲ့ကြပြီးတော့ယုံနဲ့လူတိုက်ပွဲလို့တောင်တင်စားခဲ့သေးပါတယ် တကယ်လို့ဒါအဲဒီတုန်းကလူသားတွေမနိုင်ခဲ့ဘူးဆိုရင်တပတ်ကောင်နိုင်ငံလို့ခေါ်ရမှာမဟုတ်ဘဲနဲ့ရုံနိုင်ငံဆိုပြီးပြောင်းခွန်နေရမှာဖြစ်ပါတယ်။နံပါတ်3နေနေကတော့စပအုံးမွေတွေပါ။စပအုံးမွေတွေဆိုတာအကောင်သာကြီးတယ်ဆိုပေမဲ့အစိမ့်မရှိတဲ့မွေတစ်မျိုးဖြစ်ပါတယ်။အရင်တုန်းကတော့အရှိတောင်အာရှထဲမှာပဲကျက်စားခဲ့တာပါ။ဒါပေမဲ့1990လောက်မှာစပအုံးတွေကိုအလှမွေးဖို့ဆိုပြီးတော့အမေရိကန်တွေကိုဖမ်းခေါ်သွားခဲ့ပါတယ်။အစပိုင်းတုန်းကတော့အကောင်သေးလေးတွေပဲဆမ်းမွေးကြီးခဲ့တာဆိုတော့အဆင်ပြေတယ်လို့လို့လေးရှိခဲ့ပါတယ်။ ဒါပေမဲ့သူတို့မသိလိုက်တာကတော့ဒီစပတ်အုံးမွေတွေကလူကြီးမင်းတို့လိုတောက်စားကြီးရဲ့ကောင်တွေဖြစ်နေတာပါ။ကောင်မလေးလိုပဲတစ်ချိန်လုံးဗိုက်စာနေတတ်ပြီးတော့24နာရီလုံးစားကျင်နေတာဖြစ်ပါတယ်။ပေါ့။နောက်ပြီးစပတ်အုံးတွေကအကောင်ကြီးလေအစားကြီးလေဖြစ်လာတာကြောင့်ငငယ်တုန်းကလူကျွတ်တွေလောက်ပဲကျွေးလို့မရတော့ပါဘူး။ဒါကြောင့်မကျွေးနိုင်တော့တဲ့သူတချို့ကလည်းကိုယ့်လက်ကလွတ်ပြုတ်ဆိုပြီးတော့တော်ရဲကိုလွတ်ပေးလိုက်ကြပါတယ်။24နာရီဗိုက်စာနေတဲ့ကောင်တွေကိုတော်ရဲလွတ်ပေးလိုက်မိတာကြောင့်စထရီတာကျွေးသလိုဖြစ်သွားခဲ့ပြီးတော့သတော်တော်ကိုပတ်စားလိုက်ကြပါတယ်။ ီမွေတွေကိုလွတ်ပြီးသွားတဲ့အချိန်ကနေစပြီးတော့အမေရိကန်ရဲ့တော်ရိုင်းတရိษံအရေးအတွက်ကတိတိတသားကြီးကျဆင်းသွားတာကိုလည်းတွေ့ရပါတယ်။ဒါကြောင့်နောက်ဆုံးမှာတော့လူသားတွေမှုတဲ့မိကို လူသားတွေပဲပြန်ချင်းခဲ့ရပြီးတော့စပတ်အုံးတွေကိုလိုက်ဖမ်းခဲ့ရပါတယ်။တချို့ဆိုရင်စပတ်အုံးတွေဖမ်းတဲ့အလုပ်ကတော့အတမေးဝမ်းကြောင်းဖြစ်နေလောက်ကင်နေကြပါပဲ။ ဒါကြောင့်အမေရိကန်ကိုရောက်ပြီးတော့ဘာလို့အမှမသိဘူးဖြစ်နေရဲဆိုရင်စပတ်အုံးနေလဲလိုက်ဖမ်းကြည့်ကြဖို့အချံပေးခြင်းပါလေ။နံပါတ်၄နေနေကတော့ကြွတည်ပါ။ကြွဆိုတာကတော့ကဘာပေါ်မှာခြင်နေပြီးသွားရင်လူတွေကိုဒုက္ခအပေးဆုံးတတ်တော်ဟာလို့ပြောလို့ရပါတယ်။ကြွကြောင့်ဖြစ်တဲ့ယောဂပိုးနဲ့တိတ်ဆုံးသွားတဲ့သူပေါင်းမနေပါဘူး။ဒါပေမဲ့ဒီကြွတေကပဲတစ်ချိန်လုံးကလူတွေရဲ့တရိษံတွေဖြစ်ခဲ့မှုပါတယ်။ဟမ်။ညာသောအပြင်ကတော့ပင်လယ်ခီးသွားတဲ့တင်မောသားတွေပဲမွေးလေးရှိတာပါ။၁၉ရာစုမတိုင်ခင်အထိတော့နယူးဇီလန်လိုကျွန်းနိုင်ငံလေးတွေမှာကြွတ်ဆိုတာမရှိသေးပါဘူး။ ဒါပေမဲ့သမောသားတွေရဲ့လက်ချက်နဲ့တစ်ခါမှကြွက်မရှိဘူးတဲ့ကျွန်းတွေပေါ်ကိုကြွက်တွေစတင်ရောက်ရှိလာခဲ့ပါတယ်။တာမန်မြေပေါ်မှာကြွက်တွေတောင်းကျမ်းနေတာမသိတာဘူးဆိုပေမဲ့ဖင်တလဲစားတော့ပဲရှိတဲ့ကျွန်းစုနိုင်ငံတွေအတွက်တော့ဂီယာစနစ်ကိုတော်တော်လေးပျက်စီးစေပါတယ်။အခြားသောတွဲအင်တရိစံတွေကလည်းကြွက်ဆိုရင်ယွန်လို့ဝေးကနေရှောင်ကြပါတယ်။အဲအဲ့လိုနဲ့ပဲကဘာပေါ်မှာကြွက်တွေအများပြားလာပြီးတော့အခုကြည့်နေနေတာမှအနားမှာတစ်ကောင်လုံးရှိချင်ရှိနေနိုင်ပါတယ်။အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။